နမဲကျော်ဘောလုံးသမားတွေမြင်ရခဲ့တဲ့ကြော်ညာများနမတက်လင်းလေးကတော့ Ronaldo ရဲ့ Shopee ကြော်ညာပဲဖြစ်ပါတယ်ဒီကြော်ညာလေးကတော့ Ronaldo တယောက်မတွန်းစဘူးတွန်းနေတာကိုမယုံကြည်နိုင်စွာတွေ့မြင်ရမယ့်ကြော်ညာလေးပါဒီကြော်ညာက2025မှာထွက်ရှိလာခဲ့မယ်ဆိုရင်အသေးချာပေါက် AI လို့ပဲထင်ကြမှာ ဒါပေမဲ့ဒီတစ်ခုကတော့တကယ်မလန်တူအစ်စ်ဖြစ်ပြီးတော့2019ခုနှစ်တုန်းကရိုက်ကူးခဲ့တဲ့ Shopee ညညာလေးပဲဖြစ်ပါတယ်။အဲစကားမဆက်ပြောရရင် Shopee ဆိုတာကတော့ဖုန်းထဲကနေအလွယ်တကူဈေးဝယ်လို့ရတဲ့ဈေးဝယ် application တစ်မျိုးဖြစ်ပါတယ်။ Amazon နဲ့ cousin စင်ဖြစ်ပြီးတော့သူကတော့စင်ကာပူအခြေစိုက် brand ပါ။ဒီညညာလေးမှာတော့ဒိုလေးတရားမကစဘူးအကထူးနေတာမို့လို့ပရိသတ်တွေလည်းနည်းနည်းလေး surprise ဖြစ်ခဲ့ရပါတယ်။တချင်းလောက်မှာ baby shark တေးသွားလေးနဲ့ဖြစ်ပြီးတော့သူ့ရဲ့အောင်ပွဲခံပုံနဲ့အတူတူတကွက်နှစ်ကွက်လောက်ဆွဲပြသွားခဲ့တာဖြစ်ပါတယ်။ go shop. Beep 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 beep. beep. Buy everything ding 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 Bye. ding. Online nine 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 nine. nine. Hey. Super shopping. Day. ဗနာဒိုဖန်တွေအတွက်လည်းမြင်ရခဲတဲ့ကြောင်ညာလေးဖြစ်လို့ကတိုးလေးသာစိတ်ထားကြဖို့အချံပေးချင်ပါတယ်။နံပါတ်1အနေနဲ့ကတော့မက်ဆီရဲ့ကီမိုရှိကြောင်ညာပါ။မက်ဆီကနိုင်ငံတကာပတ်နေတဲ့ဘောလုံးသမားတစ်ယောက်ဆိုပေမဲ့အင်္ဂလိပ်လိုတော့သိပ်ပြောလို့ပြောထားမှရှိပါဘူး။အများအပြားကတော့စပိန်ဘာသာစကားနဲ့မိခင်နိုင်ငံရဲ့ဘာသာစကားကိုပဲအသုံးပြုလေးရှိပါတယ်။အဲဒါပေမဲ့ဒီကြောင်ညာလေးမှာတော့မက်ဆီတယောက်တူတူချာချာအနေနဲ့အင်္ဂလိပ်လူတွေပြောနေတာကိုတွေ့မြင်ရမှာပါ။အဲအင်္ဂလိပ်လိုပြောနေရဆိုလို့သိအများကြီးပြောနေရထင်တော့မှားတော့ပါဘူး။ဘတ်ဘွိုင်းဆိုတဲ့နှလုံးလေးဖြစ်ပါ။ဒီကျွန်တော်လေးကတော့ 94ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Bad Boy 4ရုပ်ရှင်ရဲ့ကြောင့်ညာလေးပါ။ဒါပေမဲ့ Messi က trailer ထဲမှာပဲ promote လုပ်ပေးခဲ့တာဖြစ်ပြီးတော့တကယ်ရုပ်ရှင်ထဲမှာတော့ဒီခံမပါတော့ပါဘူး။ Messi အနေနဲ့အင်္ဂလိပ်စကားလေးနှလုံးလောက်ပဲပြောလိုက်ရတယ်ဆိုပေမဲ့ဒါကသူ့ဘဝမှာအများဆုံးလို့တောင်ပြောလို့ရပါဘူး။အဲဒီလိုပြောလို့ Messi ကိုအင်္ဂလိပ်လိုမတက်ဘူးထင်နေတော့မှားသွားပါပြီ။အင်္ဂလိပ်လိုတင်မကဘဲနဲ့ဂျပန်လိုတွေပါကျွမ်းကျင်နေတာဖြစ်ပါတယ်။အဲဒီ journal လေးကတော့ Messi တယောက်ဂျပန်လိုတွေပျော်ပြီးကြညာသွားတယ်။နည်းနည်းသိစေကြညာလေးပဲဖြစ်ပါတယ်။ မက်ဆီကီမိုရှိဆလာပါဒီကြံကတော့တကယ်မဟုတ်ပါဒီဖေ့ဆိုတဲ့နီးပညာနဲ့လှုပ်ထားတာဖြစ်ပါနံပါတ်3အနေနဲ့ကတော့ဟာလန်ရဲ့ခေါင်းလျှော်ရည်ကြောင့်ညာပါစံကေတာအလန့်ပိုင်ရှင်လေးဟာလန်တယောက်ကလည်းထထမိုးဘူးလိုမျိုးခေါင်းလျှော်ရည်လေးကြောင့်ညာခဲ့ဘူးပါအသူ့ရဲ့ပြောပြောင်းလူမြန်လာတဲ့စံကေတာတွေကိုလေးပေါ်မှာဝဲကနေဝဲကနေနေအောင်ခါပြီးတော့အမှန်ကန်ကိုကြောင့်ညာသွားခဲ့တာကျွန်တော်လေးကတော့ clear ခေါင်းလျှော်ရည်ကြောင့်ညာဖြစ်ပြီးတော့ဘလုံးကန်နေအောင်စံကေတာအလှမပြတ်ဘူးဆိုတာကိုပြသသွားခဲ့တာပါ ာလန်ကတော့တခါတလေမထင်မထင်တယ်လို့ကွင်းထဲမှာလည်းကလီးရတွေထပြီးကြညာတက်သေးပါနံပါတ်၄နေနေကတော့အမ်ပါဘီရဲ့တရုတ်ကြညာပါအဲဒီကြညာလေးကတော့2024ခုနှစ်တုန်းကမှပပူနေနေထွက်ရှိထားတဲ့တရုတ်ကြီးအမ်ပါဘီရဲ့ကြညာလေးပဲဖြစ်ပါတယ်ရှောင်းအောင်ရှူးလို့ခေါ်တဲ့တရုတ် application ကြညာတစ်ခုဖြစ်ပြီးတော့ lifestyle နဲ့ပတ်သက်တဲ့ social platform လို့လည်းပြောလို့ရပါအဲဒီကြညာမှာတော့အမ်ပါဘီပါတရုတ်လူတွေမှုတ်သွားခဲ့ပြီးတော့ရှောင်းရှူးဆိုတဲ့စကားလုံးကိုပဲ138ခါလောက်ပြောသွားခဲ့တာရှောင်းရှူးရှောင်းရှူး စာဟုတ်ရှူဒီဂျင်နာကလည်း AI မဟုတ်တဲ့တကယ်ကြညာအစ်စ်ပဲဖြစ်ပါအဆုံးလေးကြည့်ပြရတော့အားလုံးကိုကျေးဇူးတင်ပါတယ်